တရုတ်ဟာအရှုံးမပေးခြင်းပုံရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာအမေရိကန်ထုတ်ကုန်တွေလိုအပ်နေမှန်းသိလာလို့ပါ။သူတို့ရဲ့ပြည်သူတွေကိုနာကျင်မှုတွေဖြစ်စေနိုင်ပေမဲ့အမေရိကန်ရဲ့ကုန်သွယ်ရေးစစ်ပွဲမှာအနိုင်ရဖို့အတိလိုလုပ်ဖို့ဆန္ဒရှိနေပုံပါပဲ။ဒါဟာတရုတ်အတွက်တကယ်ဆိုးရွားတဲ့အခြေအနေတစ်ခုပါ။တရုတ်စီးပွားရေးဟာအခုဆိုရင်ကျုံလာနေပြီဖြစ်ပါတယ်။အေပရီလ9ရက်နေ့မှာတချို့သော TikToker တယောက်ကပိတ်သိမ်းလိုက်တဲ့အဝိထယ်ဆက်ယုံတစ်ခုကိုရိုက်ကူးပြီးအဝိထယ်လုပ်ငန်းဟာ ပြင်းထန်တဲ့ဒုက္ခရောက်နေတယ်လို့ပြောခဲ့ပါတယ်။တရုတ်ရဲ့စီးပွားရေးဟာအလင်းမြန်ပြိုလဲနေပြီးတရုတ်ကွန်မြူနီပါတီ CCP ကကုမ္ပဏီတွေကိုတရုတ်ကနေထွက်ခွာခွင့်ပိတ်ပင်လိုက်ပါတယ်။အဘဲကသူတို့ရဲ့ထုတ်လုပ်မှုအားလုံးကိုအိန္ဒိယကိုရွှေ့ပြောင်းမယ်လို့ကြေညာခဲ့ပေမဲ့ CCP ကအဲ့ဒါကိုခွင့်မပြုဘူးလို့ပြောခဲ့ပါတယ်။ CCB က American ထုတ်ကုန်ရာပေါင်းများစွာပေါ်ချမှတ်ထားတဲ့အခွန်တွေကိုပြန်လည်ရုပ်သိမ်းနေပါတယ်။တရုတ်ဟာ American ထုတ်ကုန်တွေပေါ်သူတို့မှီခုံနေရတာကို အမေရိကန်ကတရုတ်ရဲ့ဈေးပေါ်ထုတ်ကုန်တွေပေါ်မှီခုံနေရတာထက်ပိုများတယ်ဆိုတာသိလာပုံရပါတယ်။နောက်ထပ်အသေးစိတ်ကတော့တရုတ်ဟာအနှဲငယ်ထိတ်လန့်နေပုံရပါတယ်။မြင်နေရတာက သူတို့ဟာအမေရိကန်ထုတ်ကုန်တချို့ပေါ်အခွန်မဆောင်ခိုင်းတော့ပါဘူး။ဥပမာ စီမီကွန်တတာချို့စက်မှုဓာတ်ရုပ်ပစ္စည်းတွေလေကြောင်းဆိုင်ရာထုတ်ကုန်တွေလို့သူတို့လိုအပ်တဲ့ပစ္စည်းတွေပါ။ဒါပေမဲ့ဒါကို သူတို့ကြေညာမထားပါဘူး။ဒါကတရုတ်ဟာတက်ခေါက်နေပြီး အမေရိကန်ထုတ်ကုန်တွေကိုသူတို့လိုအပ်နေမှန်းသိလာလို့ပါဒီထုတ်ကုန်တွေကိုတခြားဘယ်နေရာကမှမရယူနိုင်ပါဘူးတရုတ်တို့ဟာအခုအခါတင်းမာမှုတွေကိုရှော့ချဖို့လိုအပ်တယ်ဆိုတာကို နားလည်လာပုံရပါတယ်စကားအရသူတို့ကအမေရိကန်နဲ့မဆွေးနွေးဘူးလို့ပြောနေပေမဲ့တကယ်တမ်းတော့ဆွေးနွေးနေမှာသိကြပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်တို့ဟာတရုတ်နဲ့အမြဲတမ်းအမျိုးမျိုးသောအကြောင်းအရာတွေကိုဆွေးနွေးနေတာပါ။ ဒီခွန်စစ်ပွဲတွင်အခွန်အကြောင်းမဆွေးနွေးခဲ့ဘူးလို့တွေးတောတာကတကယ်တော့ယုံဖို့ခက်ပါတယ်။ဂေါ်ဒွန်ရဲ့ပြောပြချက်အရတရုတ်ဟာ နောက်ဆုံးနေပါတယ်။ရိုက်တာစ်ရဲ့သတင်းအရတရုတ်ကအမေရိကန်ထုတ် electronic ပစ္စည်းတွေအတွက်လိုအပ်တဲ့ microchips တွေပေါ့သူတို့ရဲ့125ရာခိုင်နှုန်းပြန်လည်အောက်ခွန်ကောက်မှုကိုချော့ချလိုက်ပါတယ်။တရုတ်ဟာအမေရိကန်ထုတ်ကုန်130ကျော်ကိုအခွန်ကင်းလွတ်ခွင့်ပေးဖို့စဉ်းစားနေပါတယ်။ဥပမာ ကာကွယ်ဆေးတွေဓာတ်ရုပစ္စည်းတွေနဲ့ဂျက်အင်ဂျင်တွေလည်းပါဝင်ပါတယ်။ဒါဆိုသူတို့တက်ဆုံနေတာလားဆိုရင်တော့သူတို့တကယ်ကိုနောက်ဆုံနေပါတယ်။ဒါပေမဲ့အဲ့ဒီလိုလုပ်နေတာကိုမထင်ရှားအောင်ကြိုးစားနေပါတယ်။ဒီရဲ့တစိ့တစ်ပိုင်းအကြောင်းကတော့ရှီကျင့်ဖင်ကတရုတ်ရဲ့နိုင်ငံရေးစနစ်ကိုပုံဖော်ထားတဲ့ပုံစံပဲဖြစ်ပါတယ်။အကြမ်းတမ်းဆုံးတုံ့ပြန်မှုတွေကိုသာလက်ခံနိုင်တဲ့အခြေအနေဖြစ်အောင်ဖန်တီးထားပြီးရှီကျင့်ဖင်ကတရုတ်ပြည်သူတွေကို၅နှစ်ကျော်ကြာတရုတ်ဟာအမေရိကန်ကိုကျော်ဖြတ်ပြီးသားလို့ပြောလာခဲ့ပါတယ်။ ဒါကြောင့်သူဟာပြည်သူတွေစီပြန်သွားပြီးဖိအားကြောင့်အမေရိကန်တွေနဲ့ဆွေးနွေးနေတယ်လို့ပြောလို့မရပါဘူး။အဲ့ဒီလိုပြောလိုက်ရင်တရုတ်ပြည်သူတွေရဲ့ယုံကြည်မှုကိုသူလုံးဝထိခိုက်သွားစေမှာပါ။ရှီကျင်းဖင်ဟာတရုတ်ပြည်သူတွေကိုတရုတ်နိုင်ငံသားတွေကိုအမေရိကန်ကိုမလိုအပ်ဘူးလို့အမြဲပြောခဲ့ပါတယ်။ဒါကြောင့်သူဟာဗီယက်နမ်မလေးရှားကမ်ဘောဒီးယားတို့ကိုအထူးခရီးထွက်ပြီးစီးယုံအမိန့်ပေးခဲ့တာပါ။သူကတရုတ်ပြည်သူတွေကိုအာရှမှာရင်အမေရိကန်ရဲ့အနိုင်ကျင့်မှုကိုရင်ဆိုင်ဖို့ လုံလောက်တဲ့ထောက်ခံမှုရှိတယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းမှာဒီနိုင်ငံတွေတဲ့ကတနိုင်ငံမှတရုတ်ရဲ့ American စန့်ကျင်ရေးမဟာမိတ်ထဲပါဝင်မလာခဲ့ပါဘူး။ရုရှားတောင်မှ တရုတ်နဲ့အတူမရှိပါဘူး။တရုတ်ကမလိုချင်ဘူးလို့ပြောခဲ့တဲ့ Boeing လေယာဉ်တွေကိုအိန္ဒိယ၊မလေးရှားအခုဆိုရင်ရုရှားတောင်မှအဲ့ဒီလေယာဉ်တွေကိုဝယ်ဖို့ပြင်ဆင်နေပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့အဲ့ဒီလေယာဉ်တွေကိုအလွန်လိုအပ်နေလို့ပါ။ဒီအခြေအနေကိုတွန်းလှန်ဖို့ CCP ကပါလုံနေလေ။ သူတို့အမြဲလုံနေကြအတိုင်းသတင်းမှားတွေဖြန့်နေတာပါဖိလစ်ပိုင်ကတရုတ်တန်ယုံဟာ Infinite US ဆိုတဲ့ PR company ကိုငှားရမ်းပြီးဒေတာခံတွေကို online မှာသတင်းတုနဲ့မုန်တီးမှုတွေဖြန့်ဖို့ငှားရမ်းခဲ့တယ်လို့ဆိုပါတယ်တရုတ်ထောက်ခံခဲ့တဲ့အကောင့်တွေဟာဖိလစ်ပိုင်သမ္မတ Marcos Junior နဲ့ဖိလစ်ပိုင်ရဲ့အငင်းပွားနေတဲ့အနောက်ဖိလစ်ပိုင်ပင်လယ်ထဲကကြိုးပမ်းမှုတွေကိုစန့်ကျင်တဲ့မဟာဗျူဟာကြကြလှုံ့ဆော်မှုတွေလုပ်နေပါတယ် ။တပြိုင်တည်းဒုတိယသမရစာရာဒူတာတေးကို တောက်ခံတဲ့အကြောင်းအရာတွေကိုမြင့်တင်နေပါဗျ။ဒီအကြောင်းတွေကို အားလုံးမနေ့ကမှတက်တင်နေတူထွက်ပေါ်လာတာပါ။တရုတ်ဟာအမေရိကန်ပေါ်ပြန်လဲအခွန်ကောက်ခံမှုတွေကိုဖယ်ရှားဖို့စဉ်းစားနေတယ်လို့သတင်းထွက်နေပါဗျ။ဒီနေရာမှာဖယ်ရှားပွဲရှိတဲ့ထိတ်တန်းထုတ်ကုန်30ခုရှိပါတယ်။ဒီဖယ်ရှားမှုတွေဟာတင်သွင်းမှု46ဘီလီယံဒေါ်လာထက်ပိုပါတယ်။ဒါဟာ2024ခုနှစ်စည်ရင်းအရာ တရုတ်ရဲ့အမေရိကန်ကတင်သွင်းမှုရဲ့28ရာခိုင်နှုန်းအနည်းဆုံးပါပဲဒီ36ဘီလီယံဒေါ်လာဆိုတာသိငွေတဲ့ပမာဏလို့ထင်ရပါပဲတရုတ်ဟာအမေရိကန်ကနေ140ဘီလီယံကျော်ဒေါ်လာလောက်သာတင်သွင်းတယ်ဆိုတာသတိပေးခြင်းပါတယ်ဒါကြောင့်ဒါဟာအဲ့ဒီပမာဏရဲ့များပြားတဲ့ရာခိုင်နှုန်းတစ်ခုပါပဲဒီပုံမှာသူတို့ဘယ်ရာတွေကိုကင်းလွတ်ခွင့်ပေးနေလဲဆိုတာတွေ့ရပါတယ်ဒီထဲမှာတာဘိုဂျက်အင်ဂျင်တွေပရိုဆက်ဆာတွေလေယာဉ်ပစ္စည်းတွေပါဝင်ပါတယ် ရှီဂျင်ဖင်ကသူ့ရဲ့ဘုံရင်လေရင်ဆိုလိုတာကတရုတ်သမ္မတလေရင်ကိုတုံးပြီးဗီယက်နမ်မလေးရှားကမ်ဘောဒီးယားတို့ကိုတွားရောက်ခဲ့တာပါ။အပြိုင်နဲ့တည်းတရုတ်မှာတရုတ်လေကြောင်းလိုင်းတွေကဘုံရင်လေရင်တွေထပ်မဝင်နိုင်ဘူးလို့ကြေညာခဲ့ပါတယ်။ဒီကောင်းကြီးပိုင်းရဲ့ဒုတိယပိုင်းကိုလူအများကလှစ်လျူရှုခဲ့ကြတာကရှီဂျင်ဖင်ကတရုတ်လေကြောင်းလိုင်းတွေလေပတ်နေတဲ့လေရင်တွေအတွက်ဘုံရင်ကလုံပင်းနေတဲ့ပြုပြင်ထိမ့်သိမ်းမှုတွေကိုပါပိတ်ပင်ခဲ့တာပါ။ ြုပြင်ထိန်းသိမ်းမှုမရှိရင် လေရင်တွေရုရှားမှာလို့ကောင်းငင်ဘော်ကပြုတ်ကျလာနိုင်လို့ပါ။ဒါကြောင့်မဲကင်းလွတ်ခွင့်ပေးထားတဲ့ပစ္စည်းတွေထဲမှာလေရင်နဲ့ဆက်ဆက်တဲ့ပစ္စည်းတွေအများကြီးပါဝင်နေတာပါ။စီမီကွန်ဒတာလို့တခြားပစ္စည်းတွေလည်းရှိပါတယ်။ဒါဟာတရုတ်နည်းပညာလုပ်ငန်းအတွက်အလွန်အရေးကြီးပါတယ်။ဒါပေမဲ့ဒါတွေကအမေရိကန်နဲ့ထိုင်ဝမ်ထုတ်အဆင့်မြင့်ဆုံးစီမီကွန်ဒတာတွေမဟုတ်ပါဘူး။ဒါတွေကအဆင့်နှိမ့်စီမီကွန်ဒတာတွေပါ။ဒါပေမဲ့ဒါတောင် တရုတ်ဟာဒီအရာတွေမရှိရင်မရှင်းတန်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့သူတို့မှာဒီလိုနီးပညာကိုရှင်းနိုင်တဲ့စွမ်းရည်မရှိလို့ပါ။တရုတ်ရဲ့စီမီကွန်ဒက်တာလုပ်ငန်းဟာအနောက်နိုင်ငံတွေနဲ့ထိုင်ဝမ်နဲ့ရှင်ရင်၁၀နှစ်လောက်နောက်ကျနေပါတယ်။ဒါကဒုတိယအချက်ကိုပို့ဆောင်ပေးပါတယ်။သိတဲ့အတိုင်းတရုတ်ရဲ့စီးပွားရေးဟာရုန်းကန်နေရပါတယ်။အမေရိကန်ရဲ့ခွန်စစ်ပွဲကအခြေအနေကို ပိုဆိုးလာစေပါတယ်။ဒါပေမဲ့လူအများက တရုတ်ဟာအမေရိကန်ကနေ140ဘီလီယံတန်ဖိုးရှိတဲ့ဒေါ်လာအထုတ်ကုန်တွေကိုတင်သွင်းနေတယ်ဆိုတာကိုလှစ်လျူရှုထားပါတယ်။ဒီထုတ်ကုန်တွေအများစုဟာတရုတ်စက်ရုံတွေမှာထုတ်လုပ်တဲ့ပစ္စည်းတွေရဲ့ကုန်ကျန်းတွေပါ။ဥပမာ အမေရိကန်ကနေတရုတ်ရတဲ့ semiconductor တွေဟာ laptop တွေ, speaker တွေ, phone တွေ, keyboard တွေ, mic တွေထဲမှာပါဝင်ပါတယ်။ဒါတွေဟာတရုတ်ကထုတ်လုပ်ပြီးအမေရိကန်တင်မဟုတ်ပဲတခြားနိုင်ငံတွေကိုပါရောင်းချနေတဲ့ပစ္စည်းတွေပါ။ ဒါကြောင့်တရုတ်ဟာသူ့ရဲ့စီးပွားရေးကိုထိန်းထားဖို့ပိတ်သိမ်းမသွားသေးတဲ့စက်ရုံတွေကိုဆက်လက်လဲပတ်နိုင်ဖို့ဒီတင်သွင်းမှုတွေလိုအပ်နေပါတယ်။ဒါဟာတရုတ်ကအလိုအဆုံးဖြစ်နေရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုပါပဲ။သူတို့ဟာစီးပွားရေးကိုဒီအတိုင်းတည်ဆုံးသွားခွင့်မပြုနိုင်ပါဘူး။အပြိုင်နဲ့ထဲကဘာကိုသူတို့ရဲ့စီးပွားရေးဟာ900ခိုင်နှုန်းနဲ့တိုးတက်နေတယ်လို့ကြေညာနေပါတယ်။ဒါပေမဲ့တရုတ်ကထုတ်ပြန်တဲ့ data တွေကိုပိုနှဆိုင်စွာစစ်ဆေးကြည့်ရင် CCP ကပထမ3လပတ်အတွက်ကြေညာထားတဲ့ 900ခိုင်နှုန်း GDP တိုးတက်မှုနှုန်းနဲ့ဒီ data တွေမကိုက်ညီပါဘူး။ဒီနေရာမှာအသေးစိတ်ထပ်ပြောရမယ်ဆိုရင်တရုတ်ဟာတကယ်ပဲ ထိခိုက်ပွဲတဲ့အနေအထားမှာရှိနေပါသလား။ February လနဲ့ March လရဲ့ဈေးနှုန်း data တွေအရတရုတ်ဟာငွေကြေးဖောင်းပွားမှုဆုပ်ယုပ်နေတဲ့အခြေအနေတွေရောက်နေပါတယ်။စားသုံးသူဈေးနှုန်းညွှန်ကိန်း CPI နဲ့ထုတ်လုပ်သူဈေးနှုန်းညွှန်ကိန်း PPI နှစ်ခုစလုံးအနှုတ်ဖြစ်နေပါတယ်။ CPI ဟာနှစ်လဆက်လက် ကျဆင်းနေပြီး PPI ကတော့ လ30ဆက်လက်ကျဆင်းနေပါတယ်။ဒါဟာသူတို့ပထမ3လပတ်အတွက်ကြီးညာထားတဲ့9တသမ400ခိုင်လုံးတိုးတက်မှုနဲ့မကိုက်ညီပါဘူး။ဒါရင်မကပါဘူး။ပထမ3လပတ်ရဲ့အခွန်ပြေသာတွေက3တသမ500ခိုင်လုံးကျဆင်းသွားပါတယ်။ဒါကိုတိတ်ကြန့်ခိုင်တဲ့တိုးတက်မှုနဲ့ဘလို့များကိုက်ညီအောင်ရှင်းပြမလဲမသိပါဘူး။အကယ်၍သူတို့ဟာအမေရိကမှာ300ဘီလီယံတန်ဖိုးရှိတဲ့ထုတ်ကုန်တွေကိုရောင်းချလို့မရရင်ဘယ်မှာရောင်းမှာလဲ။သူတို့ဟာပြည်ရင်းမှာပဲရောင်းခြင်းပေမဲ့ ဒါဟာငွေကြေးဖောင်းဝမှုကိုပိုပြီးဆုတ်ယုတ်စေမှာပါပြည်ရဲမှာရောင်းလို့မရဘူးဆိုတာအဲ့ဒီဈေးကွက်ဝယ်လို့အားမရှိလို့ပါဥပမာအိန္ဒိယကလွန်ခဲ့တဲ့ရက်အနည်းငယ်မှာနည်းငယ်ကမှတမန်နီအပေါ်စက်နှစ်ရာခိုင်နှုန်းခွန်တင်လိုက်တာ တရုတ်ကို ပြစ်မှတ်ထားတာပါဘာကြောင့်လဲဆိုတော့သူတို့ဟာတရုတ်တမ်ပရီတွေနဲ့သူတို့ဈေးကွက်ကိုလွှမ်းမိုးခံရတာကိုမလိုချင်လို့ပါဒီတမ်ပရီတွေဟာမူလကအမေရိကကိုရောက်ရှိဖို့ရည်ရွယ်ထားတာပါ တခြားနိုင်ငံတွေလည်းပဲဒီလိုပဲလှုပ်လာမယ်ဆိုတာသင်တွေ့ရမှာပါ။ဒါဟာတရုတ်ရဲ့တင်ပို့မှုမှာပြဿနာတွေဖြစ်လာမယ်ဆိုတာကိုဆိုလိုပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာတင်ပို့မှုကနေတိုးတက်မှုကို ရှာဖွေနေတာပါ။ဒါပေမဲ့ဒီကမ္ဘာမှာအခုလိုအခြေအနေနဲ့ဆိုသူတို့မတိုးတက်နိုင်ပါဘူး။ဒါတွေမကပါဘူး။ကမ္ဘာစီးပွားရေးပေါင်းသီးမှုဆုပ်ယုပ်လာတာကိုထည့်ပေါင်းလိုက်ရင်ဒါဟာပေကျင်းအတွက်တကယ်ဆိုးရွားတဲ့ဇာလန်တစ်ပုဒ်ပါ။ တရုတ်မှာပြည်ရင်းဈေးကွက်ကိုသာဖြည့်ဆည်းပေးတဲ့ဆက်ယုံတွေအများကြီးရှိခဲ့ပါတယ်။တရုတ်ရဲ့စားသုံးမှုဟာကမ္ဘာတခြားဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ရှင်ရင်တိတ်မမြင့်မားပေမဲ့သူတို့မှာ GDP ရဲ့38ရာခိုင်နှုန်းလောက်ကတရုတ်ပြည်သူတွေတရုတ်မှာပစ္စည်းအမျိုးမျိုးအပေါ်သုံးစွဲတဲ့ငွေပမာဏပါ။ဒါပေမဲ့အမေရိကကိုထုတ်ကုန်တွေပို့ဆောင်နေတဲ့ဆက်ယုံတွေဟာတန်းနဲ့ချီတဲ့ order တွေပယ်ဖျက်ခံလိုက်ရတဲ့အခါသူတို့ဟာပြည်ရင်းဈေးကွက်ကိုအာရုံပြောင်းလိုက်ကြပါတယ်။ ဒါဆိုရင်ပြည်ရင်းစစ်ကွက်ကသာဖြည့်ဆည်းပေးနေတဲ့စက်ရုံတွေဟာအခုအမေရိကကိုထုတ်ကုန်ပို့ဖို့တိဆောက်ထားတဲ့ကြီးမားတဲ့စက်ရုံကြီးတွေနဲ့ရှင်ပြန်ရတော့မှာပါ။ဒါကြောင့်အဲ့ဒီသိမ်းခဲ့တဲ့စက်ရုံတွေဟာအခုလုပ်ငန်းပိတ်သိမ်းရတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်။ဒီရဲ့ဒုတိယအကျိုးဆက်ကတော့အမေရိကကိုပို့ဖို့ထုတ်လုပ်ပြီးသားထုတ်ကုန်အများကြီးဟာအခုတရုတ်မှာပုံနေပါတယ်။ဒါဆိုဒီတရုတ်စက်ရုံပိုင်ရှင်တွေဟာဘာတွေလုပ်နေကြတာလဲ။သူတို့ဟာဒီထုတ်ကုန်တွေကို တရုတ်ပြည်ရင်းစစ်ကွက်မှာအမြန်ဆုံးရမယ့်ဈေးထက်အများကြီးတက်တာအောင်ရောင်းချနေပါတယ်။ဒါဟာတရုတ်ကနိုင်ငံသားမှလုပ်နေကြနီးပြူဟာပါ။သူတို့ဟာထုတ်လုပ်မှုပိုရှံနေတဲ့အခါဈေးကွက်ဈေးထက်အများကြီးတက်တာအောင်ရောင်းပြီးတခြားလုပ်ငန်းရှင်တွေကိုလုပ်ငန်းပိတ်သိမ်းရတဲ့အခြေအနေကိုဖြစ်စေပါတယ်။အခုသူတို့ဟာပြည်ရင်းစစ်ကွက်မှာပဲဒီလိုလုပ်ဖို့ဖိအားပေးခံနေရပါတယ်။ ပြည်ပပုတ်ကုန်လုံနေတဲ့စက်ယုံကြီးတွေဟာအခုတန်းနဲ့ချီတဲ့ဒေါ်လာတန်မိုးရှိတဲ့ထုတ်ကုန်တွေနဲ့ပိတ်မိနေပါဗျ။သူတို့ဟာဒီထုတ်ကုန်တွေကိုတက်နိုင်သမျှအမြန်ဆုံးရောင်းထုတ်ဖို့ကြိုးစားနေကြပြီးငွေသားပြန်ရဖို့နဲ့ဗန်ချင်းငွေတွေဆက်နိုင်ဖို့လုပ်နေကြပါဗျ။ဒါကြောင့်သူတို့လုပ်နေတာက fire save ပါ။ဆိုလိုတာကပြည်ရင်းစက်ယုံတွေနဲ့ပြည်ရင်းလုပ်ငန်းရှင်တွေဟာအမြန်ဆုံးရဖို့လုံနေသေးပေမဲ့ရှင်တန်မိုးဆုံရှုံရောင်းနေရတဲ့သူတွေနဲ့ရှင်ပြိုင်လို့မရပါဘူး။ဒါကြောင့်စက်ယုံများပြားဟာပိတ်သိမ်းလိုက်ရပြီး ဝန်ထမ်းတွေနဲ့အလုပ်သမားတွေကိုအနာပေးတာအလုပ်ထုတ်တာတွေလုပ်နေရပါတယ်။ဘာကြောင့်လဲဆိုတော့တရုတ်မှာဖြစ်ပေါ်နေတဲ့အခြေအနေနဲ့သူတို့ရှင်ပြိုင်နိုင်စွမ်းမရှိတော့လို့ပါ။ဒါကြောင့်မယ်မနေ့ကတရုတ်ကကုလသမဂ္ဂမှာအစည်းအဝေးတစ်ခုခေါ်ခဲ့တာလို့ထင်ပါတယ်။အဲ့ဒီအစည်းအဝေးရဲ့ရည်ရွယ်ချက်ကတရုတ်တန်အမတ်တွေကအမေရိကန်ခွန်တွေဟာကမ္ဘာလွတ်လပ်တဲ့ကုံတော်ရေးရဲ့စိတ်ဓာတ်ကိုချိုးဖျက်နေတယ်လို့ညင်းညူကိုပါ။ဒါဟာအတော်လေးရှိစရာပါ။ တရုတ်တံမတ်တွေကုလသမဂ္ဂအဆောက်အအုံမှာလွတ်လပ်တဲ့ကုံသွေးအကြောင်းညှိညူနေရတာနဲ့တပြိုင်နက်တည်းတရုတ်မှာရှိတဲ့ CCP ကတကယ်တမ်းလွတ်လပ်တဲ့ကုံသွေးကိုဟန့်တားနေပါတယ်။ဘာကြောင့်လဲဆိုတော့အမေရိကန်နဲ့တရုတ်ကြားနိုင်ငံရေးတင်းမာမှုတွေကြောင့် Apple ကအတော်လေးစိတ်ကုံသွားပြီးသူတို့ရဲ့ iPhone ထုတ်လုပ်မှုအားလုံးကိုတရုတ်ကနေအိန္ဒိယကိုပြောင်းရွှေ့မယ်လို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ CCP ကဒါကို သိမ့်မကျေနပ်ပါဘူး။ဒါကြောင့် CCP ကဘလို့တုံ့ပြန်လဲဆိုရင် သူတို့က Apple ကိုတရုတ်ကနေထွက်ခွာခွင့်ဤပညာပိုင်းအရာပိတ်ပင်လိုက်ပါတယ်။ဒါဟာလွတ်လပ်တဲ့ကုန်သွယ်ရေးနဲ့ဘလောက်ကွာခြားလဲ။ဒီအကြောင်းတွေအားလုံး CCP တန်မတ်တွေကုလသမဂ္ဂမှာအမေရိကန်ကလွတ်လပ်တဲ့ကုန်သွယ်ရေးမှုတွေကိုချိုးဖျက်နေတယ်လို့ညှဉ်းပန်းနေတဲ့အချိန်မှာဖြစ်ပျက်နေတာပါ။ဒီနှစ်စောပိုင်းမှာတရုတ်အာဏာပိုင်တွေက Apple ရဲ့တရုတ်ပေးသင်းသူတို့အုပ်ကိုအိန္ဒိယကိုစက်ပစ္စည်းတွေတင်ပို့ခွင့်ညှင်းပယ်ခဲ့ပါတယ်။ဒီစက်ပစ္စည်းတွေဟာ Apple ရဲ့ iPhone 17ရဲ့စမ်းသပ်ထုတ်လွှင့်မှုအတွက် လိုအပ်တဲ့အရာတွေပါ။ဒါကြောင့်ပိတ်သိမ်းသူတွေကဖန်တီးမှုရှိတဲ့နီလန်းတွေရှာဖွေလာကြပါတယ်။ဒါကြောင့်သူတို့ကအရှိတောင်အရှမှာ ပေါ်ပြူးကုမ္ပဏီတစ်ခုတည်ထောင်ပြီးစက်ပစ္စည်းတွေကိုဝယ်ယူခဲ့ပါတယ်။စက်ပစ္စည်းတွေအရှိတောင်အရှနိုင်ငံကို ရောက်တဲ့အခါ Foxconn ကအိန္ဒိယမှာလည်ပတ်နေတဲ့စက်ရုံကိုပို့ဆောင်ခဲ့ပါတယ်။တရုတ်အာဏာပိုင်တွေဟာအကြောင်းပြချက်မပေးဘဲ iPhone ထုတ်လုပ်တဲ့စက်ပစ္စည်းတွေကိုအိန္ဒိယကိုပို့ဆောင်မှုတွေကိုနှောင့်နှေးစေတာမျိုးပိတ်ပင်တာမျိုးလုပ်နေပါတယ်။ Foxconn ကတရုတ်စက်ရုံတွေကနေအိန္ဒိယကို iPhone ထုတ်လုပ်တဲ့စက်ပစ္စည်းတွေတင်ပို့ဖို့တရုတ်အာဏာပိုင်တွေစီကခွင့်ပြုချက်ရဖို့အရင်ကနှစ်ပတ်လောက်ပဲကြာပေမဲ့အခု၄လအထိကြာလာပါတယ်။တချို့တင်ပို့ခွင့်လျှောက်လာတွေကိုလည်းအကြောင်းပြချက်မပေးဘဲပယ်ချနေပါတယ်။ CCB ကအကြောင်းပြချက်မပေးခြင်းပေမဲ့သူတို့ဘာကြောင့်ဒီလို လုပ်နေလဲဆိုတာအားလုံးသိကြပါတယ်။ CCB ကတရုတ်နိုင်ငံသားတွေရှိမှအားနည်းနေပုံမပေါ်အောင်ပြင်းပြင်းထန်ထန်ကစားနေကြတာပါ။ ါပေမဲ့ဒီလိုလုပ်ရင်သူတို့ရဲ့စီးပွားရေးကို ပြန်လည်မဖြည့်တင်းနိုင်တဲ့ထိခိုက်မှုတွေဖြစ်နေပါတယ်။ဆက်ယုံတွေတရုတ်ကနေထွက်သွားပြီးရင်ပြန်ပြီးမလာတော့ပါဘူး။ဒါပေမဲ့ CCB က Apple လို့ America ရဲ့ထိတ်တန့်အမှတ်တံဆိပ်တစ်ခုပေါ့ဒီလောက်ထိထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်ကိုဆွေးနွေးကြည့်ပါမယ်။ Apple ဟာတစ်ချိန်က Store ဈေးကွက်မှာ3 trillion dollar ကျော်တန်ဖိုးရှိခဲ့ပါတယ်။အဖိုးတန်ကုမ္ပဏီတစ်ခုဟာရန်သူစံတဲ့နိုင်ငံတနိုင်ငံပေါ်ဒီလောက်ထိမိခုန်ရတာကိုတကယ်ပဲလူလာပါသလား အခုဖြစ်ပေါ်နေတဲ့အရာတွေဟာအများကြီးစောစီစွာ ဖြစ်ပေါ်တင်တယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့အကယ်၍စစ်ဖြစ်လာခဲ့ရင်တရုတ်ကဒီကုမ္ပဏီတွေရဲ့ထုတ်လုပ်ရေးစက်ရုံတွေကိုအရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုဖြစ်အသုံးပြုလာနိုင်လို့ပါ။ပထမဆုံးပြစ်လွှတ်မဲ့ဒုံးကြီးဟာထိုင်းဝမ်ရေလက်ကြားမှာအမေရိကန်သင်္ဘောကိုပိတ်မှတ်ထားတဲ့တရုတ်သင်္ဘောကနေလာမှာမဟုတ်ပါဘူး။ပထမဆုံးဒုံးကြီးဟာရှီကျင့်ဖင်ကအမေရိကမှာရှိတဲ့သူ့ရဲ့မိတ်ဆွေတွေကိုဖုန်းဆက်ပြီးအမေရိကန်အစိုးရကဒါကိုတိုက်ဖို့ကြိုးစားရင်း ်ငါမင်းတို့ရဲ့စီးပွားရေးကိုဖျက်ဆီးပြမယ်ငါမနှက်ဖြံမဲလုပ်ပြမယ်မင်းတို့အားလုံးကိုထုတ်ပေးမယ်မင်းတို့ရဲ့အထူးကင်းလွတ်ခွင့်တွေအားလုံးကိုဖယ်ရှားပြမယ်မင်းတို့ရဲ့ဆက်ယုံတွေကိုငါတို့သိမ်းယူမယ်မင်းတို့ရဲ့အလုပ်သမားတွေကိုနိုင်ငံပိုင်ဖြစ်အောင်လုပ်မယ်ပြီးတော့ iPhone တွေကိုကဘာတဝမ်းရောင်းချမယ်မင်းတို့ဟာအရေးမပါတဲ့သူတွေဖြစ်သွားလိမ့်မယ်လို့ပြောမှာပါဒါဟာသူ့မှာရှိတဲ့လက်နက်အစ်စ်ပါဒါတကယ်ကိုကြောက်စရာပါအတော်လေးလေးနက်တဲ့ကိစ္စပါ ဘသူမှဒီအကြောင်းမပြောကြပါဘူးဒီလိုဆက်ဆုပ်ယွန်းရှားပွဲရာပြဿနာကို နောက်ဆုံးဘယ်တော့ကကြားဘူးတည်းလဲဒါဟာတိတာထင်ရှားတဲ့အမှန်တရားပါရှီချင်းဖင်က အပိတ်ကိုဖျက်ဆီးပစ်နိုင်တယ်ဆိုတာဘသူကညင်ပါလေသူကအမေရိကန်မှာတန်းနဲ့ချီတဲ့အလုပ်ကိုင်တွေနဲ့ထရီလီယံပေါင်းများစွာဒါမှမဟုတ်10ထရီလီယံအထိဈေးကွက်တန်ဖိုးကိုတညအတွင်းဖျက်ဆီးမပစ်နိုင်ဘူးလို့ဘသူကညင်မလဲသူ့ရဲ့လက်တစ်ချက်လှည့်ယုံနေပါပဲဒါဟာ AK စစ်ပွဲတွင် လူတွေဘလို့ခံစားခဲ့ရတယ်လဲဆိုရဲခံစားချက်နဲ့နည်းနည်းဆင်တယ်လို့ထင်ပါတယ်။နျူကလ িয়ার တုံးတွေဘယ်ချိန်မှာပြစ်လွတ်လာမလဲဆိုရဲဖိအားအောင်မှနေရတာပါ။တကယ်ဆိုရတဲ့သတင်းကတော့တခြားနိုင်ငံတွေကတရုတ်ဟာလွတ်လပ်တဲ့ကုန်သွယ်ရေးကို တကယ်မလိုလားဘူးဆိုတာကိုသဘောပေါက်လာနေတာပါ။တရုတ်တကယ်လိုလားတာကကုန်သွယ်ရေးဝါတာပါ။တရုတ်ဟာတခြားနိုင်ငံအားလုံးရဲ့ဈေးကွက်တွေကိုတရုတ်ထုတ်ကုန်တွေအတွက်ဖွင့်ပွေးထားနေခြင်းပေမဲ့ CCB ကနိုင်ငံခြားလုပ်ငန်းတွေကိုအလားတူအခွင့်အရေးပြန်မပေးခြင်းမဟုတ် ဒါပေမဲ့အခုအားလုံးကဒါကိုသဘောပေါက်လာပြီးမျှတဲ့ကစားကွင်းတစ်ခုဖန်တီးဖို့ပြန်ပြီးလှုပ်ရှားနေကြပါတယ်။ဒါဟာအမေရိကန်တစ်ခုလည်းမဟုတ်ပါဘူး။တောင်ကိုရီးယားကလည်းတရုတ်ကုမ္ပဏီတွေပေါ်အခွန်တွေချမှတ်နေပါတယ်။တောင်ကိုရီးယားကတရုတ်ထုတ်အလက်စားနဲ့အကြီးစားသံမဏိပြားတွေပေါ်ယာယီအခွန်တွေချမှတ်လိုက်ပါတယ်။တောင်ကိုရီးယားစီးပွားရေးနဲ့ဗန်နာယေးဝန်ကြီးဌာနကတရုတ်ထုတ်ကာဗွန်သံမဏိသို့မဟုတ်အလွိုင်းသံမဏိပြားတွေပေါ်၂၈နှစ်တက်တက်မှ900ခိုင်နှုန်းကနေ 38ရာခိုင်နှုန်းအထိယာယီခွန်တွေချမှတ်လိုက်ပါတယ်။ဒီယာယီစီမံတွေဟာ2025ခုနှစ်ဩဂုတ်လ23ရက်အထိလေးလပတ်လုံးအကျိုးသက်ရောက်မှာဖြစ်ပါတယ်။ဒါဟာအမေရိကန်နဲ့ဆက်ဆက်မှုရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့တမရထရန့်နဲ့သူ့ရဲ့ကက်ဘိနက်ဝန်ကြီးတွေက တောင်ကိုရီးယားနဲ့ကုန်သွယ်ရေးသဘောတူညီချက်တစ်ခုနှီးကပ်လာပြီလို့ပြောထားလို့ပါ။တကယ်တော့တောင်ကိုရီးယားဟာကုန်သွယ်ရေးသဘောတူညီချက်တစ်ခုကိုအပြီးသတ်ကျင်းညာမဲ့ပထမဆုံးနိုင်ငံတွေထဲကတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒီ channel မှာအရင်ကဖော်ပြခဲ့သလိုပဲ Trump အစိုးရဟာတခြားနိုင်ငံတွေနဲ့ကုန်သွယ်ရေးသဘောတူညီချက်အတွက်တွန်းအားပေးနေတဲ့အရေးကြီးတဲ့အခြေအနေတစ်ခုကတော့သူတို့ကတရုတ်ကို American ခွန်တွေရှောင်လှဲဖို့ကူညီလို့မရဘူးဆိုတာပါဒါဟာ2018ခုနှစ်မှာတရုတ်ကလုပ်ခဲ့တဲ့နီးပြူဟာတစ်ခုပါအခုလည်းသူတို့ထပ်လုပ်ဖို့ကြိုးစားနေပါတယ်သင်တို့မှတ်မိမယ်ဆိုရင် Trump ရဲ့ပထမသက်တမ်းမှာအခွန်ဆက်ပွဲဟာ2018ခုနှစ်မှာစတင်ခဲ့ပေမဲ့သူ့သက်တမ်းကုန်ဆုံးတဲ့အထိအပြီးအသတ်မဖြစ်ခဲ့ပါဘူး ဘာကြောင့်လဲဆိုတော့တရုတ်ကညှိနှိုင်းမှုတွေကိုဆွဲဆန့်ထားခဲ့ပြီးနောက်သမ္မတကတရုတ်ကိုပို့ပြီးလွယ်ကူစွာဆက်ဆံမယ်လို့မျှော်လင့်ခဲ့လို့ပါ။ဒါပေမဲ့ CCP အတွက်ကံမကောင်းတာနဲ့သမ္မတဘိုင်ဒန်ကထရမ့်ချမှတ်ထားတဲ့အခွင့်အရေးကိုပြန်ရုပ်သိမ်းမထားခဲ့ပါဘူး။တကယ်တော့သူကတရုတ်ရဲ့ AI chips လုပ်ငန်းနဲ့စီမီကွန်တတာလုပ်ငန်းကိုပြစ်မှတ်ထားပြီးအခွင့်အရေးကိုနှစ်ဆတိုးမြင့်ခဲ့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။